မင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝိထုတိုလီရတော့စာရေးဆရာမကြီးလူဒုတော်အမရဲ့ရင်သွေးဆိုတဲ့ဝိထုတိုလီပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ဘာထွန်းသည် ကလေးငိုတန်ကြားသဖြင့်အိယာမှနိုးလာတော့လဲမျက်စီကိုမဖွင့်ပဲဖွားတင်ကလေးငိုနေတယ်ဟုပြောလိုက်၏ကလေးမှငိုမြဲငိုနေတော့လဲဖွားတင်ဤအတန်ကိုကမကြားရလက်ဖြင့်ရမ်း၍ဆန်းတော်လဲမတွေ့သဖြင့်ထာ၍ကြည်ရဖွားတင်မှအခန်းထဲတွင်အလင်းမရှိဖြစ်လေသည်အံ့ဩ၍သွားတော့လဲအိယာမှထားနေပြီးထင်သဖြင့်ငိုနေသောကလေးကိုတစ်ချက်ကြည့်၍နောက်ဖေးစီသို့ဖွားတင်ကိုခေါ်ရန်ထွက်၍သွားလေ၏ ဖွာသင်ကဘယ်မှမမတွေ့သဖြင့်အခန်းထဲသို့ပြန်ဝင်လာရာညကမိမိထားသောငွေဖလားကိုသွား၍အမှတ်ရသဖြင့်ကြပြကြရာအိမ်တစက်ပိတ်ချာသို့သွား၍ကြည်လိမ့်၏နှစ်နှစ်ခန့်မလဲပဲထားသောနတ်အုံသည်သည်ပိန်ကက်၆တွေ့၍ကျိန်ဆိုင်အတွင်တွင် မချီတရီဆွဲလျက်ရှိတော်လိမ့်အုံသည်အထန်လာရှိအဝတ်ထုတ်ကားမရှိတော်ပြီ။ ကရင်ချီရင်ရှိဖွားတင်ဤအဝယ်စားထည်သောဖာမှာဖယိုးဖယဲနှင့် ထမိန်စုပ်အချို့သာမြေကြီးပေါ်တွင်ကြာ၍နေသည် အကောင်းဟူ၍တထဲမြမကြံတော့ပေဤတွင်မှနောက်ကြည့်၍နေသော အုံနောက်တွင်သို့အလင်းရောင်သည်ဝင်၍လာလေ၏ထယံသို့ ပြစ်ခနဲတတွေလှမ်း၍ထွေလိုက်လေ၏ထို့နောက်ကလေးကိုလှမ်း၍ကြည်လိုက်ပြီဒီကလေးကိုငါမလုပ်ရမှာလေတွေ့စမ်းကျင်တယ်ဒီကောင်မ ယောနင့်သားကိုဆိုပြီးအိမ်ပေါက်မှာလွှတ်ပစ်ထားခဲ့မယ်။တစုံတစ်ခုကိုတတိယသလိုဖြစ်ပြီးမျက်နှာသည်သွေးဆုပ်၍သွားသလိုထင်လိုက်ရ၏။အထက်နှက္ခမ်းကိုကိုက်၍ထားတော်လဲလက်များမှာတုံ၍နေလေသည်။ခလီအနာသူနှလန်းခန့်တိုး၍သွားရာအိယာပေါ်တွင် ကလန်ကလန်နှင့်နေသောခလီသည်လက်သည်တစ်ဖက်ကိုပါဇက်တွင်ဆုပ်၍နေ၏။အငိုတိတ်ပြီးပြုံးတော့မလို့လှုပ်၍နေသည်။ဆောင်စုပ်အချို့အားကန်ကြောက်၍ထားသဖြင့် ခလေးအပေါ်တွင်မရှိဘဲဘေးနားတွင်ပုံရွေနေလေ၏ပြုံးမယောင်ပါဇက်သည်ဘာထွန်စိတ်၌မိမိနှင့်တည်သောသူတယောက်နှင့်တူသည်ဟုထင်မိတော်လဲမြည်သူမြည်ဝါဟု၍မကွယ်ပြားပင်ကလေးကိုကြည်နေရမှတစ်ဖက်သို့လှည့်၍ရှက်အင်းကြီးကိုကောက်ဝဲ့ပြီးသောအိမ်တကားကိုပိတ်၍ထွက်ခဲလေ၏မိမိဘဲကိုသွားမည်ဟု၍ကရည်ရွယ်ချက်မရှိ ခြေဦးတရားကိုသာရှောင်ရွေလာခဲလေသည်စိတ်တွင်ကမကြိမ်မသက်ရောက်ရက်ခတ်ဖြစ်၍နေသည် ကလေးငိုတန်သည်နားရဲ၌အစင်ကြား၍နေ၏တခါတရံပလက်လှန်၍ခြေကလန်လက်ကလန်နှင်းနေသောကလေးတထန်သည်ရှေးကစီး၍နေသလိုထင်မိ၏နားကမထွက်သေးသောငိုတန်သည် ပြန်ခဲ့ပါဟုခေါ်သလိုထင်မိ၏ငါပြန်မှပါပဲဟုနောက်ပြန်လှည့်၏တွေ့သာတွေ့လိုက်ရင်တော့ကွာဟုစိတ်ထဲ၌အောင်းမေးမိ၍လဲပင်ဖြစ်ပြီးကင်လှုံလိုက်မယ်ရှာတက်လေထွက်လာမှာပေါ့တပေါင်းမှာဟူ၍လဲကျိန်လိုက်၏ တပည့်ရည်ဆိုင်တစ်ခုတွင်နို့မှုန်ချောင်းတပဲပိုးဝဲ၍အိမ်သို့လှည့်ခဲ့လေ၏ကလေးသည်အငိုရက်၍ရခင်ကအိယာပေါ်တွင်ပက်လက်ကလေးကစား၍နေလေသည်อืมသူကတော့ကစားလို့ခွေးသပောင်းမှတားကလေးကိုကြောပေး၍အိမ်ရှိသို့ထွက်၍လာပြန်သည်သို့သောခြေကိုလှမ်း၍မဖြစ်သလိုနှောက်ဆွဲ၍နေလေ၏နားရေကမထွက်သောငိုတန်းသည်ဘာထုံအသေးနှလုံးကိုမချီတရီဖြစ်အောင် ဖန်တီးနေလေသည်လက်သီးကိုဆုပ်၍အိမ်ဘက်သို့ပြန်၍လှည့်လာသော ကလေးသည်တဝဲဝဲနှင့်ငူ၍နေပြန်လေ၏ငူတန်ကဘာရဲဟုမပီးသားတော့လဲဘာထွန်းစိတ်တွင် အမေရေးဟုခေါ်၍ငူတလို့ထင်မိသည်ဖြင့်တဲ့လေအမေတနေလိုက်သွားနေအမေဟိုအာမနောက်ကိုဟူမြည်တမ်းမိတော့လဲသူ့လက်ကအလိုအလျောက်ကလေးကိုကောက်၍ချီမိပီးသားဖြစ်လေ၏ဆိုနေအောင်ဝသောကလေးသည်ငူထားသည်ဖြင့်အသားများပူနွေးနီချမ်းကဖောင်းနေအောင်ဝသောပေါင်ကလေးနှလုံးချရှိရွှေပန်းကလေးသည်တို့၍ဝင်နေလေ၏ လက်ပေါ်သို့ရောက်လျင်ကလေးသည်ခေါင်းကိုဘယ်ငယ်ညာငယ်လုံးလျက်နှက်ခမ်းကလေးနှစ်ခုသည်တလှုပ်လှုပ်ဖြင့်တစုံတစ်ခုကိုရှာ၍နေတကယ်သို့ထင်ရလေ၏ဒီဟာလေတင့်သားပါပဲကဲပါကွာတိတ်ဆန်းပါမင်းကလေးကမင်းငါတောင်းပန်ပါတယ်ဟုပြောပြီးကလေးနှစ်ဖူးနှင့်ထိ၍ထားလေ၏ကလေးသည်ပါဇက်ကလေးတလှုပ်လှုပ်နှင့်ရှာမြဲရှာလျက်ကောင်းကလေးညှိတ်ချီလက်ကလေးရမ်းချီနှင့်အဖေလက်ထဲတွင်ပျော့မြူးနေသလိုထင်ရလေသည် ဘာထွန်းသည် ကလေးကိုပခုံးပေါ်သို့မှောင်လိုက်ပြီးဘာလို့ရမည်ကိုမဝေခွဲနိုင်တကယ်သို့ကလေးနောက်ဖက်တွင် အနှီးစားထားသော အဖြူရစ်ကလေးကိုကြည့်၍ငေးနေ၏ထို့နောက်အိတ်ထဲတွင်ထဲလာသောနှုတ်မှုန်ချောင်းထုပ်ကလေးထဲမှတချောင်းယူ၍ပါဇက်ထဲတွင်ဝါလေးသည်ညက်သောလက်ဖြင့်ယူ၍ကလေးအားပခုံးပေါ်မှလှမ်းပြီးခွန်လေ၏ကလေးသည်ဝါဘက်ကိုနုဆုသလိုစားလျာပါဇက်ဝါတွင်ဝါဘက်အချို့မှထွက်ချီဝင်ချီနှင့်ဖြစ်၍နေလေ၏ စားလိုက်ငါသားစားလိုက်မင်းအမေကတော့ခွေးမို့ခွေးကျင်ကျင့်သွားတာခွေးမဟုတ်ပါဘူးလေတလေးဆန်ခွေးတော့ကို့သားသမီးကိုပြစ်ခဲ့ယူထုံးစံမရှိပါဘူးတိတ်တိတ်ဖေဖေမင်းကိုမပြစ်ခဲ့ပါဘူးဤအကျင့်သည်ပထမအကျင့်အဖြစ်နှင့်မိမိကိုကိုဖေဖေဟုထဲ၍ပြောလိုက်ရာဘာထုံဤစိတ်တွင်သူပါဇက်ကထွက်မိသောဖေဖေဟုသည့်အတန်ကိုပြန်၍ကြားသဖြင့်တုံလှုပ်ချောက်ချား၍ ကြော်ယူတဲ့တွင်စိန်သွားသလိုထင်လိုက်မိသည်။နှုတ်ချောင်းများကုံသောအခါကလေးသည် မုတ်ချောင်းအဟာရထက်ဖခင်ဤတတွေ့ကြောင့်ကျေနံနှစ်သိမ့်သလိုအငိုတိတ်၍ကြည်ကြည်ရှင်ရှင်ဖြစ်လာပြန်လေသည်။ဘာထွန်းသည် ကလေးကိုအဝတ်တစ်ခုဖြင့်မတက်တတက်ထွေးပြီးနောက်ပွေ့ချီ၍အိမ်ထဲမှထွက်ခဲ့လေ၏။ဘာထွန်းသည် ပထမတော့ဘဲကိုသွားရမည်ကိုမသိပင်ဤကလေးအားလဲညီတို့စီရင်ရမည်ကို မဝေခွဲနိုင်အောင်ရှိလေ၏။ နောက်မှလမ်းတကာတွင်ကလေးချီ၍ရှောင်းနေမည်အစားအတိမိတ်ဆွေများရှိရာဘက်သို့သွားရသော အကြံဉာဏ်ရလို့လို့စိတ်သက်သာလို့လို့အောင်မေမိသဖြင့်အနောက်ပိုင်းတွင် ဖဲတိုင်အစဉ်ခံနေသော ကိုမိုးတို့ဘက်သို့ဦးလဲခဲလေ၏ကိုမိုးသည်ဘာထွန်အားလှမ်း၍ဘာရီတုံးဟာဟုမေးစဉ်ကိုမိုးမိမမကြော့သည် အိမ်တွင်မှထွက်လာ၍လက်ဝါးကလေးဖြန်းကလှုံရမ်းနေသောကလေးလက်ကိုမြင်သဖြင့်ဟင်းကလေးလေး မင့်သားလာကွဲဟုမေးရင် တောင်းချီလိုက်လေသည်အမလီချစ်စရာကလေးဝါလိုက်တာငါပေးပါတော့ကွဲဟုပြောရင်ဖောင်းကြွနေသောပစုံကလေးကို တရှုံရှုံနှမ်း၍အာမရနိုင်ပေသူ့နှာခေါင်းကိုပါပါပေါ်တွင်မြုံ၍လှိတ်ခါနှမ်း၍နေလေ၏မကြောသည်နှမ်း၍ဝါတော့အထက်သို့မြောက်၍ချီပြီးတဖန်ရွှေပန်းကလေးနှင့်သူ့နှစ်ဖူးထီ၍ဒီဒီကစားသလိုလုံလိုက် ခုံတော်မလို့ဖြစ်လိုက်နှင့်ချီ၍မဆုံးဖြစ်နေပုံကိုဘာထွန်းသည်အကြောင်းသားငေး၍ကြည်နေလေ၏ကိုမိုးကဘာထွန်းတို့လှမ်း၍ကလေးအမိကားကိုဟူမေးရာလင်ငယ်နောက်လိုက်သွားတယ်ဖလားတလုံးလဲပါသွားလေရဲ့ဟူမပြောချင်းပြောချင်းပြောပြီးမိမိရှိရေးပြဿနာကြီးအဖြေကိုသာစဉ်းစား၍နေလေ၏อืมအကောင်းသားပဲကွာဒါကမင့်မိတ်မှာမင်းကိုချွတ်ထားခဲ့တာပါကွာတခိုးဘာထွန်းကို အာရဘာထွန်းဖြစ်အောင်လုပ်ခဲ့တာပေါ့ အတဏီစမ်းပါဗျာဘာချို့ရမှာတော့တရေကပါလာတဲ့တခိုးပါထုံးမယ်ကလေးကိုမကြော်လက်မှပြန်ယူပြီးနော်ကိုမိုးအိမ်မှထွက်ခဲ့လေဤလမ်းပေါ်တွင်တွေ့သမျှလူအပေါင်းကမိမိအားတယောပြောင်းလောင်လို့သောမျက်နှာထားနှင့်ကြည်လိုက်ကြသည်ဟုထင်လေဤတခါတရံသူ့မိမဖွားတဲ့နှင်းငတင်တို့သည် ကလူကြည်စင်နေရာမှတားထမ်း၍လမ်းလျှောက်နေသော သူအားတအိမ်အိမ်ဤအတွင်မှလက်ညှိုးထိုး၍တယောသလိုနေကြမည်ထင်သည်ဖြင့် ဝဲရအိမ်များအတွင်သို့လှည့်၍စူးစူးဆိုင်ဆိုင်ကြည်လိုက်မိသည်ဤကဲ့သို့မှတ်ထင်မိလျင်မိမိချီ၍ထားသောကလေးကိုပင် မစင်တို့ကိုကင်လာရသလိုယွန်ရှား၍လွတ်ပြေးခြင်းစိတ်များပေါ်ပေါက်၍လာလေသည်ဥတရာထွက်လာခဲ့သောခြေလန်းသည်မြို့အစွန်စီသို့ ရောက်မှန်းမသိရောက်၍လာလေ၏ဇေယကလေးတစ်ခုကိုမြင်သဖြင့်ဘာထွန်းသည်ဇေယစီသို့မှန်း၍သွားလေ၏ထိုဇေယသို့ဝင်ခြင်းမဟုတ်ပေဘာကိုလောက်ရမည်ကိုမသိသဖြင့် ရောင်ရမ်း၍ဝင်သွားခြင်းဖြစ်လေသည်ခြေရပေါ်သို့ရောက်သောလက်မှကလေးကိုပေါင်ပေါ်တွင် တင်၍ထားပြီးငုံ၍ကြည်နေလေ၏ကလေးသည်လက်သေးကလေးကို ဆုပ်၍စဉ်စားတွေးတောနေတကယ်သူဘာထုံအားဆိုက်၍ကြည်နေလေ၏ထို့အတွင် ပေါင်ကြားမှຫນွေကနေဖြစ်သည်ဖြင့်ဘာပါလိမ့်ဟုဆန်းလိုက်ရာ ကလေးသေးပေါ့ချမှန်းသိရလေ၏ဤကလေးကိုဘယ်သူစီရင်ပေးရမည်နည်းဟုသောကိစ္စသည် ခရီးဝေဝေကိုစူးစူးဆိုင်ဆိုင်လှမ်း၍ကြည်လေ ွဲပြားစွာမမြင်ရလေဖြစ်တကယ်သူသူအုံနောက်သည်ရှုပ်သည်ထက်ရှုံ၍နေလေ၏တော်ရဲပြစ်ထားလိုက်ရင်တော့အေးဒါပဲဟူတွေးမိသောခဏ၌ငါသားကလေးပါလားဟူသောတတိယချက်သည်ယင်တဲ့၌နှင်ကနေဖြစ်သွားလေ၏ငါနဲ့မွေးထားရင်ငါသွေးကလေးပဲဟူတောင်မတိမြောင်မတိရှိသေးသော လူမမဲ့ကလေးကိုတနာစိတ်သည်တဖွာဖွာပေါ်၍လာလေ၏ခွန်အားခြင်းမျှတသောရန်သူကိုနိုင်သလိုနှိမ့်ဆက်ရ၌ဝင်မလေးတော်လေ တင်းငယ်သောတရဝအပေါ်တွင်လူစိတ်သည်အနိုင်ကျင့်ရာ၌ဝင်လေသလိုမိမိ၏ရှင်းလာသားကလေးကိုထင်သလိုမလုံရပိ။မာ၍ချီပြီးလက်မောင်းပေါ်တွင်ကိုနှင့်ထိနိုင်သမျှထိအောင်ပွေ၍ထားလိုက်သောအခါကလေးသည် သူ့ပုံပန်းနှင့်မချတူသည်ဟုအောင်းမိသဖြင့်ဝမ်းမြောက်ခြင်းသည်တကိုယ်လုံးပူနွေး၍သွားသည်ဟုမှတ်ထင်ရလေ၏။ င်းငါသားပဲမဟုတ်လားဟမ်အေးငါကလည်းမွေးတာပဲငါသားပေါ့မင်းအမေကတော့သားနဲ့လင်ပြစ်ပြီးလင်ငယ်နောက်လိုက်တယ်ငါခိုးလာတဲ့ဖလားလဲလင်ငယ်ဖို့ယူွားတယ်ကောင်းတယ်ကွာအာကြီးပေါ့မင်းကအမေအကျင်လိုက်မှာပဲလားပါထွန်စိတ်တီချာချာလဲ၍ဇရက်ခပန်းကိုမှီ၍ရက်နေသောခြေတော်အောက်ကမြေကြီးသည်ခြံ၍ဝင်သွားသည်ထင်သဖြင့်ကံ၍ဟန်သလိုလှုပ်လိုက်လေ၏ ထို့နောက်ဇက်ခနဲမတက်ရက်ပြီးနောက်ချောင်းကဘာစီသို့ရှောင်ရွေသွားပြီးတစ်ပင်ရင်ချောင်းကဘာထိတ်တွင်ကလေးကိုသိပ်၍ပြစ်ခဲလေ၏တစ်ပင်ခွေမှနေ၍ကလေးဘာလုံးနေတလဲဟုချောင်းကြည့်ရာခြေနှစ်ချောင်းကိုထောင်၍လက်လေးမြှောက်၍ကလေးသည်မညီညွတ်သောမြေကြီးကြောင့်နာ၍လားမသိကြဲလောင်စွာငိုလေ၏ရုတ်တရက်အငိုရက်ပြီးသောခေါင်းကိုဘာထုံးဘက်သုံးခဲ့ပြီးငြိမ်နေပြန်လေသည်ငိုသည်ဖြင့်မောရွေသွားသော ကလေးသည် နိုင်ချီမြင့်ချီနှင့်ဖြစ်၍နေလေသည်တစ်ပင်တပင်မှတပင်သို့ကူးပြောင်း၍လှဲ့ကားကြည်သွားသောဘာထွန်းသည် အတန်းကြာသော အတော်ဝေးသွား၍ခလေးကို လုံးဝမမြင်တော့ပေထို့အခါခြေလမ်းမှန်မှန်မှကစုံချ၍ပြေးလေ၏တို့ပြေးစဉ်တွင် သူ့နား၌ကလေးငိုတန်သည်ဝင်၍လာ၏ဤအကျိန်တွင်ကစိတ်ကကြားသည့်အတန်ဖြစ်၍ဝေးအောင်ပြေးလေ စိတ်ဖို့ဝေးစွာတိုး၍ကျဲလေဖြစ်လေသည် ချောင်းကဘာကနေပြီးလိန်ကြလေမလားဟုတွေးမိသဖြင့်သူ့ခေါင်းသည်မိုက်ခနဲဖြည့်၍သွားသည် လေ၍နေသောတလက်ကိုဒုတ်ရှို့၍ပြန်လိုက်သလိုဘယ်ပြီးညာလှမ်းနေသောခြေနှစ်ချောင်းသည်တုံ၍ရက်သွားလေ၏ပြည်သဖြင့်ဆက်ဆက်ခုန်နေသောနှလုံးသည်ဆက်ပြက်သွားသလိုအလှုပ်ရက်၍သွားသည်ဟုထင်လိုက်ရ၏သို့သော ဟဲဟုဆို၍ဆက်ပြေးပြန်လေ၏ဤအကျဉ်းခြေလန်းတို့ကယခင်ကဲ့သို့တွက်လက်တော်သည်မဟုတ် အထူးဝရိယဆိုင်၍တလန်ပြီးတလန်ရုပ်သိမ်းရသလိုလေး၍နေလေ၏တို့ဖြစ်၍ရက်တန့်ပြီးသော နောက်သို့ လာလန်အတိုင်းပြန်၍ပြေးပြန်လေ၏ပါထွန်းသိမ့်၍ထားခဲ့သောတစ်ပင်ရင်တွင်ကလေးသည်တအာအာနှင့်ငို၍နေလေ၏ကလေးကိုလှင့်မြန်စွာကောက်ချီ၍အာရပါရနမ်းပြီးသောတိတ်ပါသားရင်အဖေနဲ့အိမ်ပြန်ကြတာပေါ့ဟုဆိုလိုက်လေတည်း လူဒူဒေါ်အမ1938အပိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်